အရင်နည်းနည်းနဲ့တိုင်ငယ်တိုင်ဖွင့်ကြပါသလားအဲ့ဒါဆိုရင်တော့သတင်းကောင်းရှိပါတယ်အားလုံးမင်္ဂလာပါကျွန်တော်ကြောကြောအောင်ပါမော်တော်ဘိုက်အော်တိုတယောက်ဖြစ်ပါတယ်အဲ့ဒီအစီအစဉ်ကတော့အခုကျွန်တော်ရဲ့မိတ်ဆွေကိုမျိုးဝင်းဆိုင်ကယ်ရှိုးရူးမှာဆိုင်ကယ်ဘိန်းကြီးတွေကိုအကုံစနစ်နဲ့လာရောက်ထားပြီးမှရောင်းချလို့ရတယ်ဆိုတဲ့သတင်းကောင်းလေးပါအဲ့ဒါကတော့နော်ပူပိုင်ရှိုးရူးကြီးလည်းမရှိသေးဘူးဆိုင်ကယ်တွေကလည်းအယောင်းဝယ်လုပ်ချင်တယ်ဆိုင်ကယ်တွေကိုအယောင်းဝယ်လည်းမကျွမ်းကျင်သေးဘူးဆိုတဲ့မိတ်ဆွေတွေရှိရင် เนาะခုကုမျိုးဝဲဆိုင်ငယ် showroom မှာเนาะဆိုင်ငယ်ဘိန်းကြီးတွေကိုလာရောက်ထားပြီးမှရောင်းချလို့ရပါတယ်အဲ့ဒီအကုံစနစ်ကဘလို့ပုံစံမျိုးနဲ့လက်ခံပေးတာလဲဆိုတာကိုတော့ကုမျိုးဝဲဆိုင်ငယ် showroom ရဲ့ founder ကုမျိုးဝဲကနေရှင်းပြပေးတော့မှာဖြစ်ပါတယ်တာမင်းလားပါဟုတ်လာပါဆရာတို့ပြည့်ကြပြီเนาะဟုတ်ပြည့်ကြပြီမဲတော်လို့ဟုတ်ကဲ့ဟုတ်ကဲ့အဲကျွန်တော်တို့ဒီအခုစီစဉ်ရအောင်ကျွန်တော်ပြောတာကြာပြီပေါ့เนาะဒါပဲကျွန်တော်ထပ်ပြောပေးပါမယ်အဲကျွန်တော်တို့မိမိပိုင်ဆိုင်တဲ့ cycle ပဲဖြစ်ဖြစ်ပေါ့เนาะဒါအောင်မယ်ကျွန်တော်တို့ ဝေယောင်းလုံနေတယ်ကျွန်တော်တို့ဆိုင်လည်းမရှိသေးဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဆိုင်မှာလာတင်ပြီးတော့ရောင်းချလို့ရပါတယ်ကျွန်တော်တို့မှာစိတ်ရလက်ချအဲ့လို့ရပါတယ်နော်ကျွန်တော်တို့ဆိုင်ဆိုင်ကေများတယ်ဆိုတော့ကျွန်တော်စာချုပ်နဲ့လက်ခံပေးပါတယ်ဒါပေမဲ့မိမိကိုယ်ပိုင်ကဆိုင်ကေတစ်စီးဆက်တစ်စီးသာပေါ့နော်ပြောင်းနေတယ်ဈေးကောင်းရချင်တယ်ဆိုတော့ကျွန်တော်ဆိုင်မှာလာအပ်ပြီးတော့ရောင်းလို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့စီကန်ချက်တခုရှိပါတယ်စီကန်ချက်ကတော့ကျွန်တော်တို့ပထမတစ်ချက်ကျွန်တော်တို့ချုပ်ရှင်းကြီးရဲ့ဆိုင်ကေမှာလက်ခံပါမယ်ကျွန်တော်အတိုက်ခိုက်ခင်းတဲ့ဆိုင်ကေမှာလက်ခံပါမယ်အင်ဂျင်ကောင်းမှပဲကျွန်တော်လက်ခံပါမယ်ကျွန်တော်ရောင်းတဲ့အခါမှာလည်းကျွန်တော်တို့ percentage ကကျွန်တော်2%ပဲယူပါတယ် ကျွန်တော်ရောင်းတဲ့သူနဲ့ဝယ်တဲ့သူတို့တိုက်ရဲစကားပြောပြီးတော့ကျွန်တော်ရောင်းချပေးတဲ့စနစ်ဖြစ်ပါတယ်။ယုံကြည်စိတ်ချစွာအနန္တနေပါတယ်။ကျွန်တော်ဆိုင်မှာအပ်ထားတဲ့တို့လက်ကျွန်တော်တို့ပျောက်တာတွေပြက်တာတွေကျွန်တော်တို့တောင်းယူပေးပါတယ်ခင်ဗျာ။အားလုံးကိုအနန္တပြီးတော့ရောင်းချနိုင်ပါတယ်နော်။ကျွန်တော်တို့2%ပဲယူပါတယ်နော်။ဆရာကျော်ကျေးဇူးပါဆရာ။ဟုတ်ကဲ့။ကျွန်တော်က2%ဆိုတာပွဲကလောက်ပဲရှိရအောင်ပွဲကလောက်ရှိရကျွန်တော်တို့ဖုံးတုတ်တာနဲ့ရေးစရာလောက်ပဲရှိရတယ်တကယ်2%ဆိုတာလေတရာမှကျွန်တော်3000လောက်ကြာတာပေါ့ဗျာမှ200000ရဲ့ပစ္စည်းကိုကျွန်တော်ဆိုင်မှာအပ်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ အဲကျွန်တော်တရားနာပစ္စည်းကိုအမ်းမှာဆိုကျွန်တော်နှစ်သိမ့်မရတယ်ကျွန်တော်တို့ကနေတိုင်းသူ့ကိုဖုံးထုတ်ပေးရတယ်အဲကျွန်တော်ရေးဆေးကလည်းရှိတယ်အပြည့်ရေးကစားမကိုအကြောင်းကြားရတယ်ကျွန်တော်ပြန်ရောင်းရောင်းချတဲ့ခါမှာလည်းကျွန်တော်တို့ကအဲ့လိုပွဲတင်ရတာတွေပဲကျွန်တော်တို့ကအဲ့လိုအချင်းမရှိဘူးကျွန်တော်တို့ယူမဲ့တူပါစင်မယ်ကျွန်တော်တို့အပြည့်ဝယူတယ်ဆရာကျော်ကကျောင်းစီဝယ်မယ်ဆိုလဲဆရာကျော်ကြီးရောင်းသူနဲ့ဝယ်သူနဲ့တိုင်းစကားပြောလို့ရတယ်ကျွန်တော်တို့အစိတ်ခံတာမလို့ဘူးပေါ့နော်ဒါပေမယ့်ကျွန်တော်ဆိုင်မှာအဲ့နေရာတွေ့လဲကျွန်တော်တို့စိတ်ပြောပြပါပဲလူကြီးစိတ်ချဆိုအဲ့လိုရတယ်ပြောက်တာတွေပြက်တာတွေကျွန်တော်တို့အလုံးစုံတာဝန်ယူပြီးသားဖြစ်ပါတယ် ဘိန်းအစီအများရင်တော့ကျွန်တော်စာချုပ်စာနာနဲ့ပဲလက်ခံပါဗျအစီအများဆိုတော့ကျွန်တော်စိတ်ကြက် စိတ်ကန့်ချက်တွေရှိတာပေါ့နော်အစီကန့်ချက်တွေကျွန်တော်လိုက်နိုင်တယ်တော့ရပါတယ်ခင်ဗျာဆရာကျော်ကျေးဇူးတင်ပါဆရာကျော်အဲ့အစီအစဉ်လေးဆရာကျော်ဘယ်လိုနေရောဆရာကျေးဇူးလေးတကယ်ကောင်းတဲ့အစီအစဉ်လေးပါနော်အမပုံမှန်ဆိုရင်ကျွန်တော်တို့မှာဆိုင်ကယ်က license မှာဆိုင်ကယ်ဆယ်စီးလောက်ရှိတယ်ဆိုပါဟုတ်ကဲ့ဆရာပုံမှန်ရောင်းမှုအရေးကိုကျွန်တော်က showroom အကြီးကြီးဖွင့်ရမယ်ဟုတ်တယ်ဆရာဟုတ်တယ် showroom ငါးကားရှိမယ်ဝန်ထမ်းစိတ်ဝန်ထမ်းစိတ်ကျန်တဲ့အဲအထူးထူးစိတ်တွေအများကြီးရှိတယ်နေစင်ဖုန်သုံးစိတ်နေစင်ဖုန်သုံးစိတ်တွေအများကြီးရှိတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဆရာဒါအခုကျတော့ဒါ ကိုယ်တိုင်ဆိုင်မဖို့မယ်နဲ့ကိုမျိုးဆိုင်ရဲ့ရွှေလုံးမှာဆိုင်ကလေးလာထားပြီးမှရောင်းလဲရုံနဲ့ဟုတ်တယ်ဟုတ်တယ်ဆရာဒါဆိုင်ကလေးဝိရုပိုက်ဝိရုပိုက်ပြောင်းမယ်ဝိရုပိုက်ပြောင်းမယ်ဆရာဟုတ်တယ်ရောင်းရလို့ရကျောင်းရမယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်အရင်တစ်ဘက်ကဆိုကျွန်တော်ရောင်းပြတာပေါ့နော်အဲကျွန်တော်တို့ CB 900H တို့ကျွန်တော်တို့ပြင်တော့ Absat V4 တို့ပေါ့နော်သူတို့ဆိုလဲဈေးကောင်းရတယ်ရောင်းသူဝယ်သူကျွန်တော်တွေ့ပြတာဖြစ်ပါတယ်ကျွန်တော်တို့ကအဲ့ပုံမှာဈေးတင်ပြီးတော့ယူရတယ်မရှိဘူးဟိုမှာ customer 100ပဲဆိုရင်100ပဲကျွန်တော်တို့ကအဲ့ပုံမှာကျွန်တော်မလုပ် ဲ့ပုံမှာကျွန်တော်တို့ကစီကတ်ရှိတယ်ကျွန်တော်တို့ဒီဇိုင်းတွေရှိတယ်ဒါပေမဲ့ကျွန်တော်တို့စီကတ်ကျတော့ရှိရပါဘူးဗျာခုနကလိုပဲကျွန်တော်တို့အရှုပ်ရှိရှိတဲ့ဆိုင်ကတော့ကျွန်တော်လက်ခံမှာမဟုတ်ဘူးကျွန်တော်တို့ official ကျွန်တော်တို့ page မှာပဲကျွန်တော်ကြော်ညာလာဖြစ်တယ်တော်နော်အဲ့ attack ခိုက်ပါတဲ့ဟာတွေအဲကျွန်တော် engine မခေါ့ဆိုတော့ကျွန်တော်လက်ခံပေးမှာမဟုတ်ကျွန်တော်ခုတည်းကရောင်းချတဲ့အတွက်ကျွန်တော်တို့စီကတ်နိုင်မယ်ကျွန်တော်ရောင်းချဖြစ်ပါတယ်အဲဆိုတော့ MS ဆိုရင်ကျွန်တော်ရန်ကုန်မန္တလေးကျွန်တော်တို့အစဉ်ပြေဆိုင်မှာအဲ့လိုရပါတယ်နော်ရန်ကုန်မန္တလေးရှိပါတယ်ကျွန်တော် showroom နေနော်ဒီမန္တလေးမှာဆိုလည်း56လမ်းပေါ်မှာရှိတယ်ရန်ကျွန်တော်ရန်ကုန်မှာဆိုလည်း mobi ဆိုင်မှာကျွန်တော်အနံပြီးတော့ရောင်းချနိုင်ပါတယ် ဆက်ကြည့်ပါဆရာဟုတ်ကဲ့ဒါနဲ့ပုံမျိုးဝင်လောလောဆယ်အပြင်မှာစီးနေစေဘိန်းကြီးဆိုင်ကယ်တွေပေါ့နော်ဟုတ်ကဲ့အိုက်စင်မဆိုင်ကယ်တွေရောဒီကပြန်ဝယ်ပေးလားဘလို့ပုံစံမျိုးနဲ့ပြန်ကောက်ပေးလဲတစ်ချက်လောက်ရှင်းပြပေးပါအပြန်ဝယ်ပေးတယ်အဲဘယ်ဆရာဘယ်ဝယ်ဝယ်ကျွန်တော်ပြန်ကောက်ပေးပါတယ်လမ်းစင်မဆိုင်ကယ်ပေါ့နော်အဲကျွန်တော်ခုနလိုပဲပြန်ဝယ်တဲ့ခါမှာလဲကျွန်တော်တို့ကဆိုချင်းကြရမယ်ကျွန်တော်ဆိုင်ကယ်ပစ္စည်းဝယ်ရင်ညကျွန်တော်ဆိုင်ကယ်ဝယ်ကျွန်တော်အချိန်ကသုံးချက်ထားတယ်ပထမတစ်ချက်ကတော့ကျွန်တော်ကဆိုချင်းကြရမယ်ဒုတိယတစ်ချက်ကကျွန်တော်တို့ဆိုင်ကယ်အထက်ကကြရမယ် တတိယတစ်ချက်ကတော့ကျွန်တော်တို့အင်ဂျင်ဖွင့်လန်ခဲ့ရမယ်အဲ့ဒီ၃ချက်လို့ရရှင်ကျွန်တော်တို့ရကျွန်တော်တို့ပြင်ရှင်းလို့ရတယ်အဲ့အများကြီးမဟုတ်ဘူးအဲ့ဒီ၃ချက်ကဒါကတော့အဓိကပဲအဲရောင်းတဲ့ခါကျရင်ကျွန်တော်အဲ့ဒါကိုအာမခံပြီးရောင်းပေးတာဝယ်တဲ့ခါကျရင်လည်းအဲ့ဒီ၃ချက်ကကျွန်တော်လွတ်ရင်ရပြီဟုတ်ကဲ့ကျေးဇူးပါဆရာအဲ့ဒါတော့လောလောဆယ်အခုဒါကုမျိုးဝမ်းရှိုးလုံးနှစ်ခုရှိရပေါ့နော် မလေးရဲ့မော်ဘီရဲ့အဲ့ဒီရှိုးလုံးနှစ်ခုမှာလောလောဆယ်ဘာပိန်းဆိုင်ကမျိုးစားတွေလုံးလုံးလင်းလင်းရှိလဲပေါ့နော်မျိုးစားနာမည်လေးတွေနဲ့ချစ်ပြောပြပေးအောင်ပြီးတော့ဈေးတန်းကရောအနည်းဆုံးကနေအများဆုံးဘယ်လောက်ထိရှိထားလဲပေါ့နော်အဲ့ဒါလေးတစ်ချက်လောက်ရှင်းပြပေးပါဦးခင်ဗျဟုတ်ကဲ့ အခုလောလောကျွန်တော်ဆိုင်မှာရှိရတော့ဒီကတော့တေယိုဘင်းနေပေါ့ဗျာဒါတော့တေယိုဘင်းနေကျွန်တော်တို့ရှိမယ်ဒီဘက်မန္လေးဆိုင်မှာတော့ရန်ကုန်ဆိုင်မှာတေယိုဘင်းမရှိသေးဘူးအဲကျွန်တော်တို့ဒီ30ဝန်းကျင်လောက်ကနေကျွန်တော်တို့အဲ350 300ဝန်းကျင်လောက်ရှိပါတယ်အများဆုံးရောင်းတဲ့ဆိုင်ကတော့ကျွန်တော်အဝါဘက်ရှိမယ်ကျွန်တော်တို့ MD ရှိမယ်အိစတာရှိမယ်ဒီစူပါဖိုးတွေပေါ့နော်ဒါကိုဒီဘက်ကမှကျွန်တော်ဝယ်တာစူပါဖိုးတွေမှာပုံပြောင်းတဲ့ဒီ၄စီးရှိပါတယ်အဆိုင်ကတော်တော်များများကျွန်တော်စုံစုံလေးရှိပါတယ်ကျွန်တော်နက်ကက်ရှိမယ်မျိုးစားရေးစီးရှိမယ်အဲ classic ရှိမယ်တော်တော်များများဒါစုံတယ်လို့ပြောလို့ရပါပဲကျွန်တော်ဆိုင်မှာကျွန်တော်စုံစုံလေးထားပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းကလည်း တော်ဆန်ကချစ်တဲ့သူဆိုတော့ကျွန်တော်အကုန်ဝယ်တာအကုန်ဝယ်တာအဲ့တော့အခုနောက်လေးကတော့ customer တွေတော်တော်ဆင်ပြေပါတယ်ရောင်းချတဲ့အခါမှာမိမိအိမ်မှာဆန်ကပူနေမှာ၄စီးရှိတယ်တစ်စီးကတော့ပြန်အောင်ကျင်တယ်ဒါဈေးလဲပူရကျင်တယ်ဆိုကျွန်တော်တို့ကလာထောက်လို့ရတယ်အခုနေ့ကပဲ super wood တစ်စီးကျွန်တော်စီကနေ118နဲ့ဝယ်တာကျွန်တော်က7သိန်းမြတ်ပေးရတယ်သူကဒါရတကယ်တော့သူကပြန်ပြီးတော့အပ်ပြရအကိုကြီးပြန်ရောင်းပေးပါဆိုပြီးတော့ပြန်ရောင်းပေးပါတကယ်တော့ပြန်ပြောင်းတော့ကျွန်တော်ပဲပြေးလိုက်တော့လို့သူကဈေးပူရတော့ဗောနော်ဈေးပူရတော့အကိုကြီးအဲ့တော့ကျွန်တော်တော့ပြေးလိုက်တော့ကျွန်တော်ပဲပြန်ပြောင်းထားတယ်အဲ့တော့သူလည်းဈေးပူရတာဗောနော်ကျွန်တော်စီကပဲဝယ်တယ်ကျွန်တော်ပဲပြန်ရောင်းခိုင်းတာ ဒါပေမဲ့ကျွန်တော်ခုနကပြောလို့ပဲဟိုပြန်ရောင်းမယ်လို့စိတ်ကူးရှိလို့ရှင်ပေါ့နော်အဲ့တော့ဟိုစိုင်းကယ်ကိုရိုသေစီပါဘောနော်ခုနလိုပဲကျွန်တော်တို့တိုက်ခိုက်ပါတဲ့စိုင်းကယ်တို့ကျွန်တော်တို့အင်ဂျင်ဖွက်လက်ပါတဲ့စိုင်းကယ်ဆိုကျွန်တော်လုံးဝဝယ်မှာလည်းမဟုတ်ဘူးရောင်းဝယ်မှာလည်းမဟုတ်ဘူးโอเคပါဒီအစီအစဉ်လေးကိုကြည့်ရှုနားဆင်ပေးကြတဲ့တူးချင်းတယောက်ချင်းတီကိုကျွန်တော်ကြောကြောငောပုံပြုံဝင်းကဟုတ်ကဲ့ကျေးဇူးအထူးတင်ရှိပါတယ်ဟုတ်ကဲ့ဆရာအားလုံးကျေးဇူးတင်ပါတယ်နောက်ညတင်ပါလဲမော်တော်နစ်ကစိုင်းကယ်ချစ်သူမိတ်ဆွေတွေအတွက်အခြားတော့အကျိုးရှိသင့်မဲ့အကြောင်းအရာတွေကိုထပ်မံတင်ဆက်ပေးတော့ပါဦးမယ်ဟုတ်ကဲ့ဟုတ်ကဲ့ ta chín tuổi già hả bạn chín tuổi già cũng nhiều người đó chín tuổi già anh anh bye bye, <laughs> oh, bye, bye nó no. bye bye mà <laughs>